မင်္ဂလာပါရှင်ခေတ္တ news သတင်းဌာနရဲ့ထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးမြန်မာစစ်အုပ်စု၏အတွေ့အော်ရွေးကောက်ပွဲကိုအာဆီယံကပြပြသားသားပေးချရန်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကတောင်းဆိုတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာကျန်းဖက်ဆေးအုပ်စု၏အထူးရောင်ရွှေကောက်ဘဲကိုအာဆီယံကပြည့်ပြည့်တသားပင်ချရန်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကပူးရဲကြေညာချက်တစ်ခုပါဝင်တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟောင်းနဲ့လက်ရှိမလေးရှားအောက်လွှတ်တော်မဲ့ဒူတိုဆရီဆက်ဖိုတန်နဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟောင်းမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီမှကုလသမဂ္ဂကိုယ်စားလှယ်ဟောင်း၃ဦးနဲ့တူအာဆီယံတို့မြန်မာအရေးအတွက်အရင်းယူဆောင်ရွက်ရန်တောင်းဆိုသည် ဘူရဲကြီးညာချက်မှာလက်မှတ်ထိုးပါဝင်လာကြောင်းအာဆီယံကမြန်မာနိုင်ငံ၏အချက်အလက်ကိုဖြည့်ဆည်းရန်လေးနှစ်ကျော်ကြာပြတ်ကွက်ခဲ့ပြီးနောက်မြမရေးအရေးယူဆောင်ရွက်ရန်စုပေါင်းတောင်းဆိုကြခြင်းဖြစ်ကြောင်းသိရပါသည်ဖိလစ်ပိုင်နိုင်ငံ၏အထက်လွှတ်တော်မတ်ဟောင်းနှင့်လက်ရှိအောက်လွှတ်တော်မတ်တူဖြစ်သူကလည်းဖိလစ်ပိုင်နိုင်ငံ၏အလေးစားအဆုံးသောလူ့ခွင့်ရေးလှုပ်ရှားသူတို့ဖြစ်ပြီးမြမပြည်သူများကိုထောက်ခံသည့်ထင်ရှားသောဒေတာရင်းထုတ်ဖော်မှုပြုသူလည်းဖြစ်ပါသည်ဖိလစ်ပိုင်နိုင်ငံကမလေးရှားနိုင်ငံထံမှအာဆီယံဥက္ကဋ္ဌတာဝန်ကိုယခုနှစ်ကုန်မှလွှဲပြောင်းယူရန်ပြင်ဆင် နေချိန်မှာသူမကပူရဲကျင်ညာချက်မှာပေါဝင်လာခြင်းမှာအလွန်အရေးကြီးသောအခိန်အလွန်အရေးကြီးတဲ့အချိန်မှာထွက်ပေါ်လာခြင်းဖြစ်ပါတယ်မလေးရှားနိုင်ငံသားဝင်ကြီးဟောင်းကလည်းအာဆီယံနေဖြင့်မြန်မာ ပြည်သူများနဲ့တူရက်တည်းရဲ့ပြင်းပြင်းထန်ထန်တိုက်တွန်းလျက်ရှိပါတယ် အာဆီယံအနေနဲ့ဆေးရုံစုရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းအဲ့ဒီရွေးကောက်ပွဲမှာဘလို့မှပါဝင်ပတ်သက်မှာမဟုတ်ကြောင်းနဲ့ရလက်ကိုလည်းပေးချမှာဖြစ်ကြောင်းလုံးဝရှင်းလင်းပြတ်သားစွာပြောကြားသင့်တယ်။အာဆီယံမှာဒီလမှာကျင်းပမယ့်58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုခွင့်ကောင်းယူပြီးမြန်မာနိုင်ငံအတွက်မဟာဗျူဟာတစ်တစ်ခုကိုချမှတ်ရမယ်။အဲ့ဒီမဟာဗျူဟာမှာရှင်းလင်းတဲ့နောက်ဆုံးပန်းတိုင်တစ်ခုရှိရမယ်။အဲ့ဒါဟာပြည်သူတွေမျှော်မှန်းထားသလိုဒီမိုကရေစီနီးကြပြီးရေရှည်တည်တံ့ကအလုံးအုံဝင်ပါဝင်နိုင်တဲ့ချင်းကပ်မှုဖြစ်တဲ့ပြည်သူ ူတွေကနိုင်နေပြီးစေအုပ်စုကရှုံးနေပါတယ်ဟုမလေးရှားနိုင်ငံသားအဝင်ကြီးဟောင်းကပြောကြားပါတယ်။စေအုပ်စုသည်ရွေးကောက်ပွဲမတိုင်မီခုခံဒေါ်လာရေးတက်ဖွဲ့များထံဆုံးရှုံးခဲ့ရသောနေမြေများကိုပြန်လည်သိမ်းပိုက်ရန်ကြိုးပမ်းနေစဉ်ကလေးတငယ်များအပါအဝင်ရှက်သားများကိုပြစ်မှတ်ထားတပ်ဖြတ်မှုများပုံမလုံးဆောင်လာနေကြောင်းအဆိုပါကြေညာချက်မှထောက်ပြထားကြောင်းသိရပါတယ်။မလေးရှားနိုင်ငံသားအဝင်ကြီးကပြီးခဲ့တဲ့အပတ်မှာမြန်မာနိုင်ငံ၏ရွေးကောက်ပွဲများယုံကြည်လက်ခံနိုင်ပွဲရှိစေရန်လွတ်လပ်မြတ်တာ ဝင်လင်းမြင်သာပြီးယုံကြည်စိတ်ချသောလုပ်ငန်းရှင်များ၏အခြေခံမူများနှင့်ညီချင်းပါအမည်ဖြစ်ပြီးနိုင်ငံတော်လုံးတွင်နိုင်ငံ၏ပါတီများနှင့်သက်ဆိုင်သူအလုံးပါဝင်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။စေအုပ်စု၏အထူးရောင်ရွေးကောက်ပွဲစီစဉ်သည့်ဤအနေဆုံးဆန်နှုံးများနှင့်တခုမှမပြည့်မီဟုထောက်ပြထားပါသည်။ အကျန်းဖက်မြန်မာစေုပ်စုရေကောက်ပွဲကိုဒီဇင်ဘာလ28ရက်မှာစတင်ရန်စီစဉ်ထားရာအာဆီယံ၏48ကျင်းမြောက်ထိပ်သီးစည်းဝေးကမြမရေအတွက်အာဆီယံအတွက်ရေးယူဆောင်ရွက်ရန်နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းသိရပါသည် ဖိလစ်ပိုင်တို့ဟာအာဆီယံအထူးကိုယ်စားလှယ်ပံ့ပိုးမှုဖြင့်အဆိုပါအခွင့်အရေးကိုရယူကာမြန်မာနိုင်ငံဆိုင်ရာမူဝါဒတည်ရက်ကိုဥဆောင်ချမှတ်ရမည်ဖြစ်ပြီးအဆိုပါမူဝါဒတည်မှာအာဆီယံ၏တောင်းဆိုချက်များပံ့ဝင်ရမည်ဖြစ်ကြောင်းပူးရဲကြေညာချက်ကထောက်ပြထားပါသည်။အာဆီယံ၏ဖြင့်မြန်မာအရေးအတွက်တန်တမန်ရေးရာဂျိုးပန်းမှုများကိုအရှိန်ဟုန်မြင့်တင်ရလိုအပ်ကြောင်းပထမဦးစွာအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများပါဝင်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရစေရမည်ဖြစ်ပြီးဒုတိယအနေဖြင့်နိုင်ငံ၏အကျဉ်းသားအလုံးကိုချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်း ထို့အပြင်တနိုင်ငံလုံးအပြစ်ခက်ရဲစဲရေးအပြစ်ခက်ရဲစဲရေးနဲ့အာဆီယံနဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကထောက်ခံရမည်ဖြစ်ပြီးနိုင်ငံတကာလေးလာသူများကစောင့်ကြည့်ရမည်ဖြစ်ကြောင်းပူးတဲ့ညညာချက်ကအကြံပြုထားပါတယ်။ထို့ပြင်မြမရေးအတွက်အဓိကသက်ဆိုင်သူအားလုံးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ရမည်ဖြစ်ကြောင်းထို့အဓိကသက်ဆိုင်သူများတွင်အမျိုးသားညီညွတ်ရေးဆိုရာ NUG အမျိုးသားညီညွတ်ရေးတိုင်းပင်ခံကောင်စီ NUCC ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းသားလက်နက်ကင်တွန်လိုင်းရေးဖွဲ့စည်းများ EOS အတိုင်းပင်ခံကောင်စီများ Federal Unit များမြမနိုင်ငံမှထွက်ခွာသွားရန်ပြင်အားပေးခံခဲ့ရသူ ူများအပါအဝင်လူနည်းစုတိုင်းဝိုင်းများအရက်ဘတ်လူ့အဖွဲ့အစည်းများအပြင်အိန္ဒိချင်းနိုင်ငံများကုလသမဂ္ဂအေဂျင်စီများအစရှိသူတို့ပါဝင်ရန်အကြံပြုထားပါသည်မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သောနိုင်ငံတကာရာဇဝတ်မှုများအတွက်တာဝန်ယူတာဝန်ခံရှိစေရန်ပံ့ပိုးရမည်ဖြစ်ပြီး တရားမျှတမှုရရှိရေးအတွက်နိုင်ငံတကာနဲ့ပြည်တွင်းတရားရုံးများအထူးခုံရုံးများနဲ့ကမ္ဘာနေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်အားကျင့်သုံးသည့်စနစ်များအပါဝင်တာဝန်ယူကျင့်သုံးသည့်တရားရုံးများအပါဝင်တာဝန်ယူတာဝန်ခံမှုဆိုင်ရာရန်နေရာအလုံးနဲ့ပူးပေါင်းဆောင်ရွက်ရမည်နိုင်ငံတကာရာဇမှုများနဲ့ကြီးလေသောမတရားပြုကျင့်မှုများအတွက်လူငင်းချမ်းသာခွင့်လုံးဝမရှိစေရကြောင်းပြည်ထံမှကင်းလွန်နေသည့်တန်တရားကိုအဆုံးသတ်ရမည်ဖြစ်ကြောင်းအာဆီယံသို့ဝင်ကြီးဟောင်းများနဲ့ကုလသမဂ္ဂတန်မတ်ဟောင်းများကအကြံပြုထားကြောင်းသိရှိရ ပါတယ်။အေဗရန်မျိုးနယ်တရချောင်းများကိုဘုံလာကျဲသည့်စစ်တပ်၏ drone တစ်စီးပြတ်ကျပြီး PDF တပ်ဖွဲ့ကတင်စီရရှိတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းလေဗရန်မြို့နယ်တရချောင်းရွာကိုဘုံလာကျဲတဲ့အကျန်းဖက်စစ်တပ်၏ drone တစ်စီးပြတ်ကျပြီးတင်းစီရရှိခဲ့ကြောင်းတာယာဝရီကလုံတပ်ဖွဲ့မှတာဝန်ရှိသူတအူးကပြောဆိုပါရတယ်။ အော်တိုဘာလ19ရက်ယနေ့မနက်09မိနစ်30ခန်းမှာလက်ပန်းမျိုးနဲ့တရချောင်းရွာကိုဘုံလာခြေတဲ့အကျန်းဖက်စစ်တပ်၏ drone တစ်စီးဟာဆက်ချုပ်ရင်းပြီးပြန်ကျခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သူပြန်ကျသွားသော drone ကိုတရချောင်းရွာအနောက်ဘက်မှာတာယာရီဂလုံတပ်ဖွဲ့မှသိမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်သားတွေကတရချောင်းရွာကို drone နဲ့ဘုံလာခြေတဲ့ အဲ့ဒီမှာဆက်ချုပ်ရင်းပြီးတော့ drone ကလေးလေးနဲ့ပြုတ်ကျလာတာကျွန်တော်တို့လည်းတင်းကြားတာနဲ့တွားပြီးတော့ယူဆောင်လာခဲ့တဲ့အခုတော့လုံခြုံတဲ့နေရာကိုပြောင်းရွှေ့ထားပါပြီဟုတာယာရီဂလုံတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတရချောင်းတဲအော်တိုဘာ15ရက်နေ့ကလည်းမိရှုဖြက်စီရန်စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်နှင့်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ22ကုတ်ကဲမှုဖြင့်အမတ်383ညနှင့်တရင်အမတ်383ည3တရင်တာယာရီရှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ ရာဝတီဂလုံးပြည်သူ့ကာကွယ်တပ်ဖွဲ့ပူပေါင်းတပ်ဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်အကြမ်းဖက်စစ်ဘက်အကြမ်းဖက်စစ်တပ်မှအထိကိုက်များခဲ့ပြီးစစ်သား15ဦးထပ်မံတေဆုံးကစစ်တုံးပန်းဖြင့်စစ်သား12ဦးကိုဖမ်းဆီးရရှိကလက်နက်အစုံ16လက်ခရယံများနှင့်စစ်သုံးဆောင်ပစ္စည်းများစွာကိုလည်းတင်ဆီးရရှိခဲ့ကြောင်းသိရှိရပါသည်။ တန်းချောင်းမျိုးနေဝေလူဝရက်ွက်အုပ်ချုပ်ရေးမှုနဲ့ဘွဲကပရိုပေါက်ကားဖြင့်လူငယ်များကိုလိုက်လံဖမ်းဆီးမိထီလာတွင်ရောက်စုမှုကျွလွန်သူကိုငွေကျပ်380ပေး၍စစ်မှုထမ်းခိုင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တန်းချောင်းမျိုးနေဝေလူဝရက်ွက်အုပ်ချုပ်ရေးမှုနဲ့ဘွဲကပရိုပေါက်ကားဖြင့်လူငယ်များကိုလိုက်လံဖမ်းဆီးပြီးငွေညစ်ကငွေမပေးနိုင်သောလူငယ်များကိုလူစားထို စစ်မှုရန်ပြေရောက်စားနေကြောင်းဖန်စီကန်လူငယ်တချို့၏ဆွေမျိုးများနဲ့ဒေသပြည်သူများကပြောဆိုပါရယ်အော်တိုဘာလ10ရက်နေ့ည9:15မိနစ်အချိန်ကြီးမြင့်တိုင်းမြို့နယ်နက်စင်လန်းနှင့်စမ်းချောင်းမြို့နယ်ဝေလူဝန်တရားအကြားမှာအသက်20ကျော်အရွယ်လူငယ်တို့ကိုဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှူးနယ်အဖွဲ့ကအတင်းကျပ်ဖန်စီပြီးပရိုပေါက်ကားပေါ်ဆွဲတင်သွားကြောင်းရှင်းတော့ဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှူးရှုံးတို့ခေါ်ဆောင်သွားခဲ့ကြောင်းရှင်းခဲ့သူလူငယ်များကိုဝေလူဝန်ရက်ွက်အုပ်ချုပ်ရေးမှူးရှုံးနယ်အဖွဲ့က ပရိုဘောက်ကားများဖြင့်လိုက်လံဖမ်းဆီးပေါ်တာဆွေးနေမှုမှာမကြာခဏဆိုသလိုလှုံ့ဆော်လျက်ရှိကြောင်းသိရှိရပါသည်။ ဝင်းလူဝရက်ခွက်အုပ်ချုပ်ရေးမှူးကပရိုပေါက်ကားနဲ့ကြီးမြင့်တိုင်းနဲ့စမ်းကြောင်းတစ်လျှောက်မှာစစ်မှုရန်ဖြင့်လူရှာဖို့လူငယ်တွေကိုလိုက်ဖမ်းနေတာတော်တော်ကြပြီးတကယ်လို့ငွေတက်နိုင်ရင်တော့သိန်း90နဲ့ပြန်ရွေးခိုင်းနေငွေမတက်နိုင်ရင်တော့တခါတည်းစစ်မှုရန်တနန်းကြောင်းတန်းဖို့ရဲသူကရက်ခွက်ထဲမှာလဲစစ်မှုရန်ခြေဖြစ်အိမ်တိုင်းစီကလာစဉ်ကောက်တဲ့လူရဖို့ကြတော့အပြင်းမလိုက်ပြီးလူငယ်တွေကိုပေါ်တာဆွေးလိုက်ဖမ်းနေတာဟုဝင်းလူဝရက်ခွက်မှာရင်းပြစ်စင်များကိုသိရှိထားတဲ့ဒေသပြည်သူတို့ကပြောပါတယ် အဆိုပါဝေလူဝန်ရက်ကွက်အုပ်ချုပ်ရေးမှူးမှလေးလမ်းမှာနေထိုင်ပြီးစစ်မှုထမ်းဖြင့်လူငယ်များကိုဗော်ဒါဆွဲဖမ်းဆီးရမှာလူစားထိုးငွေညှိရရှိသောငွေကြေးများကိုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များကခွဲဝေရယူကြကြောင်းစမ်းချောင်းမြို့နယ်ထွေအုံနှင့်ရက်တက်ဖွဲ့ကလည်းစစ်မှုထမ်းလူငယ်များပုံမှန်ရရှိရေးအတွက်အုပ်ချုပ်ရေးမှူး၏ဗော်ဒါဆွဲဖမ်းဆီးငွေညှိမှုများကိုသိရှိတော်လဲတစုံတရာအရေးယူမှုမရှိကြောင်းသိရှိရပါသည်။အလားတူမိထီလာမြို့နယ်ကြောက်ဖြူကုန်းအုပ်စုအုပ်ချုပ်ရေးမှူးဝင်းမြင့်ကျော်ကရောင်းစုမှုများကျူးလွန်နေသည့်အင်းပလက်ကျေးရွာသားကျော်စိုးလင်းခေါ် ော်ဖားကြီးကိုငွေကျပ်သိန်း80ပေး၍စစ်မှုထမ်းလူစားတို့ဖြင့်ဝယ်ယူပြီးစစ်တပ်အတွင်းသို့ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည်အင်းပလက်ဂျေရွာသားကျော်စိုးလင်းခေါ်ဖားကြီးမှာမူရစေဝါရောင်းဝယ်ခြင်းဆိုင်ကယ်များခူးယူခြင်းတို့ကြောင့်အလို့ရှိနေသောရာဇဝတ်သားတဦးဖြစ်တော်လဲစစ်မှုထမ်းအဖြစ်သိန်း80ပေးကအောက်တိုဘာလ18ရက်နေ့မိထီလာ133တက်ကိုပို့ဆောင်လိုက်ကြောင်းသိရပါတယ်။ဖားကြီးကမူရစေရောင်းနေဆိုင်ကယ်ခိုးတယ်အဲ့ဒါကိုရေးယူပေးဖို့အုတ်ကြီးဝင်းမြင့်ကျော်ကိုတိုင်တားကြတာ။ တိုင်ထားကြတာအုတ်ကြီးနဲ့ဖာကြီးကညီကိုတဝမ်းခွဲတော်တယ်အဲ့ဒီတော့ရာဇဝတ်သားကိုရေးမြူပဲငွေချက်30ပေးပြီးစစ်မှုတဲ့လူစားထိုးဆိုပြီးစစ်တပ်ထဲထည့်လိုက်တာမနေ့က133တက်တဲ့ကိုအုတ်ကြီးကိုရိုင်းလိုက်ဖို့တယ်သူလုတ်တဲ့ရာဇဝမှုတွေလည်းအေးအယူလို့မရတော့ဘူးပေါ့ဟုဒေတာတင်းချင်းမြက်ကပြောပါတယ်အကြံဖက်စစ်တပ်ကယခုအော်တိုဘာလအတွင်းမှာစစ်မှုတဲ့အပတ်စဉ်၁၈ကိုစတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။